တိုင်းရင်းသားတွေကဗမာတွေကိုဘာလို့မုန်းတာလဲတဲ့အချက်လောက်ဖြေပေးကြည့်ပါဦး okay နံပါတ်၁ချက်မဖြေခင်မှာဘာပြောချင်တာလဲဆိုဒီမိကွန်းကိုတိုင်းရင်းသားတိုင်းသိကျင်လိမ့်မယ်လို့ထင်ပါတယ်တနိုင်ငံလုံးဟုတ်တယ်မလားဟုတ်ပြီနော်ဖြေပြမယ်နံပါတ်၁ချက်မနိုင်လို့မုန်းတာတို့မြန်မာနိုင်ငံမှာရှေ့ဘရင်ခက်တည်မှာကတည်းကဒီဗမာရဲ့လူအင်အားပို့တောင်းနေပေါ့ကွာပျော်နားလဲအောင်ပြောလို့ရှင်အဲ့ခါကျတော့သိမ့်ပလိုက်တယ်တိုင်းရင်းသားတွေအကုန်သိမ့်တယ် ဘောပေါ့လားအဲ့လိုတင်လိုက်တဲ့ခါကျသူတို့ဒါမကြည်နပ်ဘူးပေါ့ကွာနော်အဲ့ဒီကစားခဲ့တာနော်အရင်မင်းတို့မမွေးခင်ကတည်းကစားခဲ့တာဟုတ်လားမင်းတို့လည်းတမိုင်းနေတိမှာပေါ့တိုင်းသားတွေမင်းတို့ချီကြောက်ရင်နှမတမိုင်းနေဆိုရင်အရင်တည်ကျင်ဟုတ်လားမတိမှာပေါ့ဟုတ်ပြီနော်ငါပြောတာစော်ကားပြီးပြောတာမဟုတ်ဘူးနော်မင်းတို့ကအဲ့လိုမျိုးအာကာသအညိုတေးတွေထားနေတာမင်းတို့နားလည်အောင်ပြောပါလို့ရှင်တို့အမေရိကန်ဒီဒုတိယကမ္ဘာစစ်မှာပေါ့နော်ဂျပန်တို့ဒါဂျာမနီတို့ကဆစ်ရှုံးအဲ့လိုရှုံးတဲ့ခါကျတော့ ဟိုအမေရိကန်ရဲ့အော်ဒါကိုပဲနာခံတယ်အမိတ်ကိုပဲနာခံတယ်ဟုတ်လားငါပြောတာဂျပန်နေမကျေနပ်ပါအောင်ပါညာခုချိန်မှာဆက်ဖြစ်ပါမယ်လို့လောက်လဲမင်းတို့လိုမျိုးလောက်လဲမလောက်ဘူးနော်ဟုတ်လားကွန်ပလိန်တက်တာရှိလဲမကျေနပ်ချက်တွေပြောရှိလားလူမျိုးဆွဲမယ်ဆိုရင်ပြောတာပေါ့နော်ငါပြောတာကရှင်းလားဟုတ်လားခုချိန်လက်ရှိချိန်ဒီလဲဒါကမ္ဘာမှာဆိုအမေရိကန်စုံမထားတယ်ပဲလူမျိုးကြီးဝါဒကျင်သုံးတယ်ပေါ့မင်းတို့မြန်မာနိုင်ငံမှာခေစားတဲ့ဇာတ်လို့ဆိုရင်တို့နော်ဟုတ်လားငါပြောတာအေးပေါ့အမေရိကန်ကဒါ ဒီလိုမျိုးကြီးဝါဒကျင်သုံးတာပေါ့ကွာကဘာမှာဆိုရင်သူပိုက်ဆံအောင်ပဲတောင်းရတယ်။ငါတို့ကဘာမှဆိုရင်မှငါတို့ပိုက်ဆံမယ်တော့တောင်းမှာမင်းတို့ပိုက်ဆံမတော့ပါနဲ့မင်းတို့ငါတို့စကားလိုက်ပြောမို့မင်းတို့အဲ့လိုကြီးမလုပ်ဘူးငါတို့ကိုယ်တိုင်လည်းဘာမှအားလုံးမင်းတို့တိုင်တာတွေကိုတတ်တာမရှိဘူး။ပြီးပြတာအတိတ်တွေပြုပြင်လို့မရဘူးကွာ။မင်းကဒါအေးပေါ့တို့လူငယ်ဆိုတော့လူငယ်စကားလေးအနေနဲ့ထည့်ပြောမယ်နော်။ပေါ့လေလို့မထင်နိုင်ဘူး။မင်းအစော်တော်ဝင်နဲ့ပြတ်သွားအဆော်နဲ့ပြတ်သွားတော့မင်းဒီချိန်မှာစကားထိုင်ပြောနေရင်ဖွင့်လို့ကောင်းပါလားဟုတ်လားမနေ့ကစတာတဲ့ထမင်းဒီနေ့ချီးဖြတ်သွားအဲ့ချီကိုချီးကြောက် နှုတ်မယ်ဆိုရင်ရောအကြည့်ယူပြီးကြာပြီးအချောက်လန့်ပြီးပြန်နှုတ်မယ်ဆိုရင်နန်းတာပဲအဖတ်တယ်မှာပဲကောင်းပါတော့ဒီလိုပြောရမင်းတို့ကသမိုင်းဆိုတာပြရတယ်မှန်ပါတယ်လက်ခံတယ်ဒါပေမဲ့ဒီလိုမျိုးတွေဒီဟုတ်လားလုံနေမယ်ဆိုရင်ကဘာကြီးပဲအေးချမ်းတော့မှလဲငါပြောတာငါအများကြီးမပြောဘူးနော်ဟိုအမှန်တရားလေးတွေထောက်ပြရဟုတ်လားငါပြောတာအဲ့လိုမျိုးလုံနေမယ်ဆိုရင်ဘယ်ဟုတ်တော့မင်းတို့ဟုတ်ရင်မင်းတို့အိုင်တာလက်နဲ့ကိုင်းနေကွာလက်နဲ့ကိုင်းနေရပဲအရင်ကတည်းကကိုင်းတာခုမှမဟုတ်အဲ့ပါလားဘာလို့ပမာတွေနဲ့ဆွေးနွေးတာတော့ဘာလို့ပမာတွေနဲ့ဆွေးနွေးတာလဲငါပြောတာဟုတ်လား မင်းတို့တိုင်းသားတွေအကုန်လုံးစုလိုက်ရေတစုတစီတယ်အရင်ကတည်းကဒီ၂၀တမဟုတ်အရင်ခက်ကတည်းကပြောနေငါပြောတာစုလိုက်စုပြီးဗမာတွေချင်းမုန်းလိုက်ပါလားတိုက်လိုက်ပါလားမင်းတို့အဲ့လိုမုန်းနေငါပြောတာကနားလဲမလားဟုတ်လားငါပြောတာမုန်းနေလို့မရဘူးသူကလက်တွေပြက်ရှမ်းလိုက်ငါပြောတာရှင်ခုလက်အခွင့်ရရနေဘာလို့မစီလောင်းတော့ဘာလို့တစုတစီတယ်မလုပ်တာတော့တိုင်းသားတွေဟမ်မုန်းနေဆိုဗမာတွေပြက်ရှမ်းလိုက်ငါပြောတာဟုတ်လားဂျပန်နဲ့အမဂျာမနီတွေကွာငါတို့လူမျိုးတွေတတ်တယ်ဆိုပြီးမှ ငါတို့ပြန်စောမယ်အာဂါရအညူတေဝါရေလုံနေကဲသူ့ငါချာငါသူ့ချာတော့ပြလဲနေမှာပေါ့ကွာဟုတ်လားငါပြောတယ်မင်းတို့ကလူမျိုးကြီးလူမျိုးကြီးဝါတာငါဘယ်တိုင်းသားပေါ်မှာမဟုတ်တာမှမမလောက်ခဲ့ဘူးမတရားမလောက်ခဲ့ဘူးဖုန်းလေးလကောင်းပါပဲဘာမှအားလုံးမင်းတို့ကအတိတ်ကိုမပြောနဲ့ဆိုတော့ငါပြောတာလက်ရှိလက်ရှိမှာတို့ PDF တွေကမင်းတို့တိုင်းသားတွေအနိုင်ကျင့်တာရှိလားမင်းတို့ပဲပို့လို့ချဲလဲနေရမင်းတို့စီအတင်းနဲ့တက်တက်ပါ냐ဆိုပြီးမှပဲကောင်းကောင်းပြီးခံပြီးနေရတယ်ဗမာတွေကဗမာတွေကတနာစီကောင်းတဲ့ PDF တွေက အပီဒီအပ်တရားမင်းတို့ပေါ်နှိပ်စက်ထားတာမရှိဘူးလူတစုဆိုတာအာနာရှင်အဲအာနာရှင်တယ်လေမင်းတို့မှမဟုတ်ငါတို့ဗမာတွေအလုံးအကုန်လုံးကိုမချမ်းသာဘူးနိုင်ငံအတူဆင်းရဲတာပဲအဲမင်းတို့နားလေလားမင်းတို့လက်နက်ကင်ထားတယ်ဗမာဘုံဘုံနဲ့ဆိုရင်မထားဘူးလက်နက်ကင်သူကဘာလို့ငြိမ်းချမ်းရေးဆွေးနွေးတာလဲအရင်ကတည်းကအခုချိန်ထိနှစ်ပေါင်းများလားအဲအဲ့ဒါဆိုပြပြသာသာမဆွေးနွေးနဲ့လေငါပြောရှင်းရှင်းလေးဟုတ်လားမဆက်တော့မဆက်ဆန်းနဲ့ပေါ့ဗမာတွေနဲ့အဲ့လိုမုံဟုတ်တယ်မလားဘာလို့ဆက်ဆန်းတာလဲဟမ်ဟုတ်လားငါပြောတာ ဒါမင်းတို့ဘက်ကငါကိုပြောပေးနေနော်ငါချိကြောက်ရေမလူးနဲ့ဆိုတော့အဲ့ဟောပြောခုလိုမျိုးပြောတာတွေကြတော့ဘာဖြစ်လဲဆိုတော့သူကလူမျိုးရေးတယ်ဒါပြည်အောင်လို့ပြောပြတာပါမကောင်းမှုဆိုတဲ့ဟာကိုငါပြောတယ်ဟုတ်ပြီနော်လူဆိုတာကွာမင်းခုဒီမတ်မန်းတဲ့ကောင်ကအတိုင်းသားဆိုရင်မင်းပမာတွေနဲ့မပေါင်းဘူးလားမင်းပေါင်းတဲ့ပမာတွေမင်းပေါ်ရုံလာတာတွေရှိတာလားငါအဲ့ဒါဆိုငါနဲ့လာပေါင်းလိုက်ငါမင်းကိုပါရုံပေါင်းကြရတော့မလို့ငါပြောနေတာကြီးလိုက်ငါပါကောင်လဲဆိုတာမင်းအကြိတ်ခတ်လို့ရမှာပေါ့နည်းနည်းမြန်ဟုတ်လားဟမ်ဆိုတော့ဒါကြောင့်မလို့နော် နေကောင်းချုံနေနဲ့ပြောရလို့ရှင်မနိုင်လို့မနိုင်တဲ့အခါကျမှကျေနပ်ဘူးပေါ့ကွာနော်ခုမင်းအောင်နိုင်လို့ငါတို့လည်းမနိုင်တော့မုန်းနေနိုင်ငါတို့မမုန်းဘူးအပြည့်ရှင်းလိုက်မှာပေါ့စီရင်ချက်ချလိုက်မှာပေါ့အဆုံးစီရင်ပေးလိုက်မယ်လေဟုတ်လားငါတို့ငါတို့မနိုင်သေးတော့ကျွန်တော်မုန်းနေရတယ်ကွာမင်းအောင်နိုင်အခုရွေးကောက်ပဲလုံးမပါဖြစ်တပြည်သူတွေတပ်ဖြတ်နေမင်းတို့မဟုတ်ဘူးနောက်တစ်ခုမင်းတို့ပြီးနေချင်တာကမင်းတို့တိုင်းသားပမာရမွေးလို့ရှင်မင်းတို့ပမာပဲငါတိုင်းသားမွေးငါတိုင်းသားပဲ ဒါပေမဲ့ဒီနေရာမှာတိုင်းရင်းသားစကလုံးဆိုတာတို့နိုင်ငံအရာငါသုံးလုံးနေရပမာလေးတိုင်းရင်းသားပဲပေါ့နော်အဲ့ဒါတော့တိတနာလေးပို့လို့လိုအပ်တယ်တို့နိုင်ငံအရာတော့ဒါတခြားသောဟာတွေကြတော့တိုင်းရင်းသားဆိုပြီးမှဒါဟိုထုံးနှံဖြစ်နေတဲ့အတွက်ငါဒီလိုမျိုးစကားအသုံးအနှုန်းသုံးပြီးပြောတာဟုတ်ပြီနော်ဆိုတော့ဒါကြောင့်မလို့နော်နားလည်မလားမသိဘူးအဲ့တော့နိုင်အောင်တိုက်မုံနာတွေမမုံနာတယောက်နဲ့တော့ပွားနေလို့မရမချိန်နဲ့အကုန်စူးစီးပြီးပမာပြင်းစင်းလိုက်တယ်ငါပြောတာဟုတ်လားနော်အဲ့ဒါမှမလုံနိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုအောက်ပဇက်တွေပိတ်ထားတာအကောင်းဆုံး ဟုတ်လားရှာစားနေရပဲမင်းတို့ပဲဒုက္ခရောက်တယ်ဒါအာနာရှင်တော်လန်နေလို့သွေးကွဲမှာဆိုလို့လူမျိုးဘာညာရှုကြက်ခတ်နေပြီးမှအဲ့လိုမျိုးလေဒါတွေကပြောရတာမကောင်းဘူးကွာခုလိုမျိုးပြောတော့ဟိုပြောတဲ့သူပဲလူကမောင်းလိုက်မယ်ငါပြောတာငါတော့ဘာမှအကျိုးမရှိဘူးမင်းကဖြေပြီးဆိုလို့ငါဖြေပြီးဟုတ်လားအဲ့တော့မနေ့ကစားတဲ့ထမင်းကဒီနေ့ကြီးပြတ်သွားတယ်နောက်ရနောက်ရတွေမှာအချီကိုလှန်ထားလိုက်အချောက်ဖြစ်သွားတယ်အဲ့အချောက်ကိုပြန်ပြီးရေနှုတ်ပြီးတော့နာမှာပဲဖတ်တင်တယ်โอเคလာ bro မာရမင်းတို့နှိမ့်ဆက်ကြပေါ့အာနာရှင်အဲ့ကိုကိုပဲပြတိဖို့လိုတယ်မင်းတို့မသိလို့ရှင်ဗမာအာလုံးကဗမာဆိုတဲ့အာလုံးကိုသာကောင်းတာနေရလို့လို့အာလုံးဟိုမင်းတို့နိုင်ကျင်သက်ပြတ်နေရလို့လို့မရင်းကျင်ဒီလိုမျိုးပုံနေမင်းတို့ပြောတယ်မမာရပဲလို့မင်းတို့လည်းအဲ့လိုမျိုးဆိုမိုက်ဘူးပေါ့ကွာမကောင်းအဲ့လိုမျိုးဒီကောင်ချောင်းနဲ့ဆက်ပြောရရင်မင်းတို့အဲ့လိုမုံမယ်ဆိုရင်ငါတို့လည်းမုံဟုတ်လားကောင်းလားအဲ့လည်းနေမှာပေါ့ငါပြောတယ်လို့အဲ့အရာတွေကိုထားလိုက်တော့နော်ဟုတ်ပြီနော် ဘောပါလေမနေ့ကမင်းတယောက်ယောက်နဲ့အဆင်မပြေရမင်းအရင်တော့ပြဿနာတွေဒီဗီဒီယိုကမ်းမှာကြည့်တဲ့သူကပြဿနာဖြစ်ဖို့မစိတ်ညစ်ဘူးအဲ့ဟာတွေကတည်လာလို့ကောင်းတာထားလိုက်လို့အင်္ဂန်းစာပဲယူဖို့ဟုတ်လားအဲ့လိုမျိုးလုပ်နေမင်းငါပြောတယ်လို့ပဲမင်းဂျပန်နဲ့ထားပါတော့အမေရိကန်တွေဒါတွေအခုကဘာကြီးတိုင်နေအောင်မယ်အခုဟိုအစ္စလာမ်ရဲ့နိုင်ငံတွေလိုရှိပါတယ်အမေရိကန်မုန်းနေရတယ်အဲ့ကြောင့်မလို့လေအမေရိကန်အကြပ်မှုတွေခဏခဏလုပ်နိုင်လေပါဖြစ်စင်နေတော့ဥပမာပြင်လာရင်တော့ကြည့်လိုက်နော်ဟုတ်လားအဆွမ်းမရောက်ဘူးမကောင်းဘူးနော်စကောပဲလိုဟုတ်နော် ုတ်ပါဘူးဒီလောက်ပါပဲငါပြောချင်တယ်ဟုတ်ပြီနော်မင်းတို့ကမုံလို့ပြောတာမဟုတ်မင်းမေးတာငါဖြေပြငါဘက်လိုက်ပြီးဖြေရမဟုတ်အမှန်တရားလေးပြောပြမင်းတို့မနိုင်လို့မောင်းတာဒီလောက်ပါပဲ